်မင်္ဂလာပါခင်ဗျာ Listener Heaven Audible Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငွေတိုင်းမဂ္ဂဇင်းမှာဇာတ်ဆရာထေဝါရေးသားထားခဲ့တဲ့တန့်စင်သည့်မေတ္တာဆိုတဲ့ဝိတုကိုဖတ်ပြมาပဲဖြစ်ပါတယ်တန့်စင်သည့်မေတ္တာတစ်ငိမ့်နဲ့ကျွန်တော်အိမ်အောင်ကြပြီးလေးနေ့ကြကြ9နေအတွင်းသို့အိမ်အောင်တက်ရောက်သည့်အခါတွင်ကျွန်တော်မှလူပြိုးပြန်၍ပြင်းမှန်းမသိဖြစ်ခဲ့ရသည် လူမျိုးပြန်၍ဖြစ်လာသည့်ဆိုရ၌ကျွန်တော်လူမျိုးဘဝကို နေပုံတိုင်းပုံစသည်တို့ကို အနှဲငယ်ပြန်ရေးပြရန်သင်မိသည်ကျွန်တော်ဆိုတော့ကျွန်တော်ဒီတကိုယ်ရဲတယောက်တဲ့နေတတ်သူမဟုတ်ကြောင်းဥစွာရေးပြလို့၏တကိုယ်ဒီတယောက်တဲ့မနေတတ်ဆိုသဖြင့်ကျွန်တော်တွင်မိဘဆွေမျိုးညီကိုမောင်နှမမရှိခြင်းလို့ထင်သရရှိ၏ကျွန်တော်နေသောအိမ်တွင်ဖခင်ဦးကျော်ရှိမိခင်တော်များအကိုကြီးမောင်မြင့်ညီမငယ်ဝေဝေတို့ပြင်ကျွန်တော်ဦးကြီးနှင့်ဒေါ်ကြီးများပါ အတူတကွနေထိုင်ကြလေသည် ထို့သောအိမ်သူအိမ်သားများရှိလျက်နှင့်အဘဲကြောင့်တယောက်တည်းမနေတတ်ဘူးဆိုသည်။အကြောင်းမူကျွန်တော်သည်ထိုအိမ်သားများထက်ကျွန်တော်၏မိတ်ဆွေတငယ်ချင်းများကိုပုံမို့၍ခင်တွယ်သောကြောင့်ဖြစ်၏။ကျွန်တော်သည်အိမ်သူအိမ်သားများနှင့်ဝိုင်းတိုင်၍စကားပြောမရပေ။ကျွန်တော်သည်ငယ်စဉ်ကပင်စာဖတ်ခြင်းစာရေးခြင်းအမှု၌ဝါသနာထုံခဲ့သူတဦးဖြစ်သည်လျောက်။စာများကိုဖတ်ခဲ့ရေးခဲ့ပြီးစာပေလောကရင်းသို့ဝင်ရောက်နေသူလည်းဖြစ်သည်။ ကျွန်တော်ဒီကျွန်တော်ဝါသနာပါသောစာပေလုပ်ငန်းဖြစ်သည့်မဂ္ဂဇင်းတစ်ဆောင်တွင်ဝင်ရောက်အလုပ်လုပ်ပြီးဝါသနာပါသည့်စာကိုလည်းရေးသားလေသည်ကျွန်တော်ဒီညဘက်တွင်စာရေးရည်စာများများရေးသည့်အခါလက်များညောင်းညာလာလေသည်ထို့အခါလက်အညောင်းပြေရန်လက်စစ်ကလေးများကိုတစ်ဖြောက်ဖြောက်နှင့်ချိုးတတ်၏ကျွန်တော်ဤသို့လက်စစ်များချိုးသည့်အခါတိုင်းဦးကြီးတော်ကြီးနှင့်မိဘများသည်ဟဲ့ညဘက်လက်မချိုးကောင်းဘူးလက်တိတ်တယ် ဟိုမဖြစ်နိုင်တာပဲဗျာလိုင်ချောင်းလိုချိုးတာနဲ့လက်တိတ်တယ်ဆိုတာမဆိုင်ပါဘူးအေးကွန်မြူနီလေးတွေလူကြီးကဒါမကောင်းဆိုသူတို့ကကောင်းတယ်စသဖြင့်ကျွန်တော်အမီတွန်းတောက်တီးကြသည်မဖြစ်နိုင်သည့်အကြောင်းအရာကိုမဖြစ်နိုင်ကြောင်ပြန်၍ပြောပြန်လှင်လေကွန်မြူနီဟုဆိုကြပြန်သည်အမှန်မင်းပြောရလျင်ကွန်မြူနီဟုသောအဓိပ္ပာယ်ကိုပင်ကျွန်တော်မှကောင်းစွာနားလည်သူမဟုတ်ပေတခါတရံပြင်း၍ညာဘက်လေးချုံမိလေလေလေးမချုံကောင်းမှုလက်တိတ်တယ်ဟုဆိုကြ၏အိမ်မြအသေးအဖွဲအယူအဆကလေးများမှအစာ ိမ်ရှိလူများနဲ့ကျွန်တော်မှာအယူအဆချင်းမတူဘူးကျွန်တော်တွင်အကျင့်တစ်ခုရှိမားတီကိုထင်းသောအယူအဆတစ်ခုတွင်မှန်တယောင်နဲ့မနေတတ်ဘူးမားနေသည့်အကြောင်းကိုမှန်လာသည့်အထိပြောပြတတ်၏ကျွန်တော်အကိုကထို့သူမဟုတ်ရေလိုက်သည့်ငားလိုက်သည့်ပြောဆို၏ထို့ကြောင့်ဇွန်မျိုးမိဘအကြားတွင် လူကြီးများနှင့်အကောအကက်စကားကိုဆိုရက်သူဟု၍သူတို့ကတိမှတ်ပြု၏ကြာသောခါတွင်ကျွန်တော်သည်ဆွေမျိုးသားချင်းများနှင့်စကားပြောရန်ဝင်လေလာမိသည် ဝင်လေးလာသည့်နေ့အမျှဝါသနာသူတငယ်ချင်းများနှင့်သာပေါင်းသင်း၍နေထိုင်လာခဲ့လေသည်။ကြာသောစားချိန်နှင့်အိပ်ချိန်မှလွတ်၍ကျွန်တော်သည်အိမ်တွင်နေသည်ဟု၍မရှိပေ။ဤသို့လူပြိုဘဝဖြင့်နေလိုက်ရမှရိမ့်နှင့်အိမ်အောင်ကြခဲ့ရလေသည်။အိမ်အောင်ကြ၍နှစ်နှစ်ကြာကြာတိုင်းသားသမီးများမထွန်းကားပေ။ထိုကာလ၌ရင်းနှီးကြသောမိတ်ဆွေများသည် ကျွန်တော်တို့ဇနီးမောင်နှံအားကျွမ်းကျင်သည့်ဆရာဝန်ထံတွင်ပြသရန်အကြံပေးကြ၏။ဒီနေရာတွင် ကျွန်တော်ဇနီးတွင် အစွဲလေးတစ်ခုရှိ၏။ ထိုအဆွဲကသူတို့၏အမှားများသည်အိမ်တော်ကြပြီ၄၅နှစ်ကြာမှသာသာသမီရာကြောင်းထို့ကြောင့်သူလည်း၄၅နှစ်မှသာသာသမီထွန်းကားမိတင်သည့်အစွဲလေးပင်ဖြစ်ပေသည်သူထက်ဦးစွာအိမ်တော်ကြကြသောသူ့အမှားကြီးများကြည်ပြန်တော့လဲကျွန်တော်ဇနီးပြောသည့်အတိုင်းတွေ့ရလေသည်ကျွန်တော်သည်ငိမ့်နှင့်အိမ်တော်ကြစားဆိုလေတော်လှင်လဲဇနီးနှင့်နေလင်းလဲဇနီးအနာမှာပင်ဖြစ်ခဲ့သည်သို့တော်၃လနှစ်တိုင်းသာသမီမထွန်းကားသည်ဖြင့် အိမ်နောင်ကြီးသည်စားမပါသောဟင်းကဲ့သို့ပေါ့ပြက်ပြက်နှင့်ရှိလာသည်ကျွန်တော်တို့တဲ့နှစ်နှစ်သုံးနှစ်နောက်ကြ၍အိမ်နောင်ပြုကြသည့်မိတ်ဆွေများသည်ပင်သားရီသမီးတွေနှင့်ဖြစ်လာကြသည်ကိုတွေ့ရသည်ဟာကျွန်တော်မှာသားသမီးကိုငန်းငန်းတက်လိုချင်လာလေသည်သားသမီးမရှိသည်ဖြင့်တငယ်ချင်းများထံသွားကာလာကာနှင့်တဖြည်းဖြည်းလူပြိုဘွားသို့ရောက်မှန်းမသိရောက်လာကြလေသည်ထို့သောအချိန်မှမပြန်အချိန်မှမစားဘဲနှင့်နေသောကျွန်တော်ကိုငြိမ့်သည်မကြည်မချမ်းဖြစ်လာလေသည် တော်အကြောင်းကြောင့်လဲမကြခဏစကားများတဲ့ကြ၏ကြာတော့ကျွန်တော်ဇနီးသည်ကျွန်တော်အိမ်ကက်စီရဲ့အကြံတစ်ခုရလဟန်တူ၏ထိုအကြံကသာသမီတယောက်မွေးသားရံပေဖြစ်ပေသည်ကျွန်တော်သည်သာသမီမရှိသည့်ဖြင့်တူတူမာများကိုသာချစ်ခဲ့ရသည်ထိုအတဲတွင်ငြိမ့်အမကြီးတိမ့်သိမ့်သမီးအငယ်ဆုံးတန်လေးအားကျွန်တော်မှာအချစ်ဆုံးဖြစ်ပေသည်တန်လေးသည်လည်းကျွန်တော်ကိုခင်လာသည်ထိုကလေးသည်အတော်ပင်စကားတတ်လာသည်ကျွန်တော်ကသူ့အားတန်လေး ဘသူမီမီလဲကိုမေးလေကိုကိုလေးမီမီဟုမပီကလာပီကလာနဲ့ပြေတတ်ဒီမှာကျွန်တော်ယင်ကို စွဲကင်လှုပ်နိုင်သည့်အချက်ပင်ဖြစ်ပေသည်ထို့ကြောင့်လဲမမောနိုင်မပန်းနိုင်ယုံအားသည့်ရမများတွင် သူ့အမေအိမ်မှ ကျွန်တော်နေသောအိမ်သို့ခေါ်ကားထားတတ်သည်ဤเจ้าကိုတိရှာသောငိမ့်သည်သူ့အမသိမ့်သိမ့်နှင့်တိုင်ပင်ကတန်းလေးကိုကျွန်တော်တို့အားပေး၍မွေးစားရန်တောင်းလေသည်အချိန်မရွေးပြန်၍ခေါ်ယူနိုင်သောညီမကြီးဖြစ်သည့်ဖြင့်တန်းလေးကိုကျွန်တော်တို့အားမွေးစားစေလေသည် ကျွန်တော်လည်းမိမနဲ့လူပြိုဘဝမှာဖျားပေးသောသမီးလေးတန်းလေးအားရခဲ့သည် ခလေးအပေဘဝသို့ပြန်လည်ရောက်ခဲ့ရလေသည်နေ့သမီးတန်းလေးအိမ်သို့ရောက်သောနေ့ကဆိုရင် ကျွန်တော်နှင့်ညီအစ်ကိုအဖြစ်မှာသဲလုံးလှပြီသည်ကဲပါတော့သမီးလေးများ ကျမစီပေးပါဦးတော့မလဲသမီးကိုလက်ပေါ်ကားကိုချတယ်မရှိဘူးကိုသမီးပဲကွာကိုချစ်တာကိုဘယ်ချနိုင်ပါမလဲ ကျွန်တော်ကတန်းလေးမျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်ငိမ့်အားပြန်၍ပြောလိုက်မိသည်ကလေးမှလည်းကျွန်တော်တို့ရဲ့နေရသည်ကိုပျော်ရွှင်နေဟန်သူ၏မျက်နှာလေးတစ်ချက်ပင်မညှို့ပေမြည်၍မြည်မြငဲသောကလေးပင်ဖြစ်စေသူတို့အားချစ်သောကျင်နာသော အလိုလိုက်သော သူများကို အခြားသူများထက်ပို၍ခင်တွေတတ်ကြပေသည် ကျွန်တော်လက်ထဲမှသမီတန်းလေးအားငိမ့်ယူသွားသည်ကကျွန်တော်ဒီသမီလေး၏ပြေဖောင်းသောပါးလေးနှစ်ဖက်ကိုမနာမကျင်ဆွဲကင်လိုက်ပြီးတန်းလေးဘု து မိမိလဲ ကိုကိုလေးမိမိသမီးတန်းလေးဒီမပီကလာပီကလာနဲ့ကျွန်တော်ကိုလိုက်ညို့ညို့ပြရင်ပြောနေသည်ရဲဒီလည်းကျွန်တော်ကိုအားကြမခံပဲဒါဖြင့်တန်းလေးရမမေ့မမီမဟုတ်ဘူးလားထိုကဲ့သို့မေးလိုက်သည်တန်းလေးမှာငိမ့်အားခေါင်းခါပြလိုက်သည်ဖြင့်ကျွန်တော်ကအနိုင်ရသည့်စစ်သူကြီးပမာငိမ့်ချက်တွင်တီးကြီးသောအပြုံးဖြင့်ပြုံး၍နေမိသည်ဒါဖြင့်မမေ့စီမလာနဲ့ငိမ့်ကစိတ်ဆိုးဝံဆောင်က ကျွန်တော်စီသို့ပြန်ပေးမည်ဖြူသောအခါတွင်မမေ့မီမီဟု ငိမ့်ကိုကိုသူ့လက်ကလေးနဲ့ပုတ်ပြရင်းပြောလေသည်တမိတန်လေးမှာ၃နှစ်ပဲမပြည့်တော့လဲအရွယ်နှင်းမလိုက်တက်လာပြီသည်ထုံမြတက်တော်တမိကလေးနဲ့ကျွန်တော်တို့ဇနီးမောင်နှံကိုကြည်ရင်ဘေးအိမ်များမှသူများသည်ဖိုးတဲ့မိတဲ့ဟုပင်ကျွန်တော်တို့ဇနီးမောင်နှံအားခေါ်ကြသည့်အဖြစ်ရောက်ရလေသည်ငိမ့်ရေတမိလိမ့်ကြဦးမယ်နော်တတိထားပါကွာနှုတ်ဖြော်တိုက်ဖို့အချိန်လဲလွန်နေအောင်မယ်ကျွန်တော်မှအလုပ်သွားရမည်ဖြစ်တော်လဲတမိလေးအတွက်စိတ်မချနိုင်ဖြစ်ပေသည် တို့ကြောင့်လဲငိမ့်ကိုတွတ်တွတ်နဲ့မှာကြနေမိသည်ကဲပါမောင်အလုတ်သွားမှာဖြစ်လဲသွားစမ်းပါတလောက်တောင်လဲအဖြစ်သေးမနေစမ်းပါနဲ့တလောက်တောင်ဖြစ်နေရင်လဲမောက်အိမ်မှာသမီးနဲ့နေကျမတော့အလုပ်လုပ်မယ်ငိမ့်ဒီအခန်းထဲတွင်သမီးကိုရေးချိုးပေးပြီးအဝင်များလဲနေရင်မှလှမ်းယူပြောလိုက်သည်တအောင်မြကြလဲသမီးတန်းလေးဒီသူ့အမေလိမ့်ပေးထားသောတနခါဖုံလေးနဲ့အဝင်စားတဲ့ကလေးဝက်ကအိမ်ရှိသူထွက်လာလေသည်ဟာငါသမီးကတဲချောတာပဲကွာ ကျွန်တော်မှသမီးကို စီးယူပွက်ချီကဘဲပြညာပြန်မှုေးလိုက်ရင်ပြောမိသည်။ကဲသမီးပြပေကိုတက်တာလှုပ်လိုက်။ကျွန်တော်အလုပ်သွားမိဟုဟန်ပြင်လိုက်မိလေ။ရိမ့်သည်သမီးအားပြောလေသည်။သမီးသည်လက်ကလေးကိုမြှောက်ကာတက်တာဟုမပီကလာပီကလာနှင့်ဆိုလေသည်။တက်တာကျွန်တော်ကလည်းသမီးလိုပင်ပြန်၍နှုတ်ဆက်ကာတက်တာလှုပ်လိုက်မိသည်။ကလေးနှင့်အတူယူမိသည့်ကိုအဖြစ်ကိုကိုပြန်၍စဉ်းစားမိရင်စိတ်၌ပီတိသောမနတ္တဖြစ်မိသည်။ တကယ်တော့ကျွန်တော်ရောညိမ့်ပါတမိတန်းလေးရောက်လာသည့်နေ့မှစ၍အိတ်ကောင်းကြီးစားကောင်းကြီးမရှိလာပေ။တမိသည်ည9နာရီကြိုကြိုမှအိပ်ပြီး2နာရီ3နာရီတွင်နှုတ်တတ်သည်။တမိလေးနှိုးသည့်အခါကျွန်တော်ဇနီးမောင်နှံမှမအားရတော့ပေ။နှုတ်ဖြော်၍တိုက်ရပြန်၍တိုက်ရနှင့်တမိမအိမ်မချင်းကျွန်တော်တို့လည်းမအိပ်ရပေ။တခါတည်းရန်တမိတန်းလေးသည်ညနေတကောင်စကားထား၍ပြောနေသည်ဖြင့်တမိကိုထား၍စကားပြောနေရသည်။တခါတည်းရန်ထမင်းစားရင် မိမိအီအီပါခြင်းနဲ့ဆိုသဖြင့်သမင်းပွဲမှာခြားကအီအီကိုတဲပေးရပြန်သည်သို့သောကျွန်တော်ဇနီးမောင်နှံမှာမငြင်းညူနိုင်ပေဤသို့ပြုလုပ်ပေးရသည်ကိုပင် ပီတိတွေတဝေဝေနှင့်ဖြစ်နေကြပေသည်သမီးကသာဒါကိုမိမိလိုချင်တယ်ဟုပူဇော်လျင်နှစ်ခါမပူဇော်ရပေသမီးလက်ထဲသို့ရောက်တည်ကြည့်ပင်တဲလေးသည်သူ့အိမ်တွင်သူ့အမများနှင့်ကစားရပေသည်ကျွန်တော်တို့တန်တွင်ကစားစရာအဖို့မရှိသည်ဖြင့်ကလေးကစားစရာအယုံများဆိုလျင် လိုလီသည်မရှိအောင်ဝယ်ပေးထားသည်တခါတည်းရန်တွင်တမီးနှင့်အတူရော၍ကစားရပေသေးသည်ကျွန်တော်မှာတမီးသားလေးမရှိစဉ်ကဆိုလျင်မိဆွေသင်္ကဟာများနဲ့အရက်သေးစာတောက်စားခြင်းအမှုကိုပြု၏ယခုတော့ငွေရလာလျင်တမီးဖို့ဟူ၍မတုံးတော့မဖြုံးတော့ကြီးရိမ့်သည်လဲစူဝူးလေးတစ်လုံးနဲ့တမီးကြီးလာလျင်ကြောင်းထားနိုင်ရန်ပတ်စံစုလေသည်တခါတည်းရန်တွင်ကျွန်တော်နှင့်ငိမ့်မှာသမီးအားထားရန်အကြောင်းကိုစဉ်းစားကြလေသည် တမီးလေးငယ်တဲ့ဖြင့်အိမ်နှင်းနီးရာအလွတ်ပညာသင်ကျောင်းတွင်ထားမိဘူးဆိုသည်ရိမ့်မှာကျွန်တော်၏အစီအစဉ်ကိုလက်မခံပေတမီးကို အင်္ဂလိပ်တီလာရှင်ကျောင်းကောင်းကောင်းတွင်ထားရန်အကြံရှိလေသည်အင်္ဂလိပ်မက်ထရစ်တွင် ထားရန်စဉ်းစားသည်ကျောင်းဖို့ကျောင်းကျူကိုပိုင်ကားမရှိသည်ဖြင့်အခက်အခဲဖြစ်နေသည်နောက်ဆုံးကျွန်တော်နှင့်နီးရာစိတ်ဖလော်မီနန်ကျောင်းတွင်ထားမိဟုကျွန်တော်ကဆိုသည်ငိမ့်ကကျွန်တော်အစီအစဉ်ကိုလက်မခံသည်ဖြင့်ကျွန်တော်ဇနီးမောင်နှံမှာ ကလေးចောင်းသားရဲ့အငင်းပွားကြရသည်နောက်ဆုံးမပြီးမပြတ်နှင့်ပင်ကလေးကြီးမှဆက်လက်စဉ်းစားရန်သဘောတူကြလေသည်တကယ်တော့ကျွန်တော်တို့မှာဤသို့သောចောင်းမျိုးတွေထားနိုင်ရန်အတော်ပင်ကြိုးစားရမည်ဖြစ်ကိုလုံးဝသတိမထားမိကြပေနောက်ဆုံးကျွန်တော်တို့ဇနီးမောင်နှံမှာတမီးလေးမပါလင်စကားပြော၍မဖြစ်သလိုပင်ဖြစ်လာကြသည်ညီသည်ကျွန်တော်အားသမီးစားခေါ်သည်ပင်တန်းလေးတို့အဖေရေတမီးတို့ဖေဖေရေစသဖြင့် သမီးသားလေးအမိကိုထဲကခေါ်ဝေါ်လေသည်၃သမီးသားလေးကိုမွေးစား၍တနေ့နီးနီးရှိသည့်အခါတွင်ငိမ့်နိုင်ကိုဝင်ရှိလာလေသည်ငိမ့်မီးဖွားရန်နီးလာလေလေကျွန်တော်မှတမျိုးပို၍ဝမ်းသာလေလေဖြစ်သည်သမီးတယောက်သားတယောက်ဖြင့်ပျော်ရအောင်မိဘဝကိုတင်ကြွတွက်ဆရင်ခြေနဲ့နေမိသည်။တန်းလေးရေမမေ့ပိုက်ထဲကပါလေကျွန်တော်ကငိမ့်ပိုက်ကိုပြရင်မိလိုက်သည်။မိမိမောင်မောင်လေး သမီးစကားကိုကြားရသည်မှာကျွန်တော်အတွက်ပုံမပြနိုင်သည့်ဝမ်းသာခြင်းများဖြစ်နေပြီသည်တို့နှင့်ငိမ့်သည်ကျွန်တော်အတွက်တသားလေးတယောက်မွေးပေးလေသည်ကျွန်တော်သည်ငိမ့်မမွေးမီကလေးကပင် ခလေးအားအမိမက်ခေါ်ရန်အတော်ပင်အုံနောက်ချောက်ခံ၍စဉ်းစားကြရသည်မိန်းကလေးမွေးလာလျင်မိတို့မှတ်ရမည်နီယောက်ျားလေးမွေးလာလျင်မိတို့မှတ်ရမည်နီနောက်ဆုံးတသားကိုမွေးသောနေ့သည်ကြာသာပရိနေဖြစ်သည်မိဘများ၏အမိသည်လည်းပါစီရန်တသားအား မောင်ငိမ့်တဟုမွေးလင်မွေးကြီးအမည်ပေးကသတင်းစာများမှကြေညာလိုက်လေသည်။ဒါမောင်ငိမ့်တမှာကျွန်တော်နှင့်တူလှပေသည်ဖြင့်ဖအေတူသားလေးကိုမွေးပေးသောဇနီးသည်ငိမ့်အားကျေးဇူးတင်သည်ဖြင့်ငိမ့်လူကျင်နာသောနိုင်တလုံးဝယ်၍ပင်သက်ဆောင်ပေးမိသည်။ဒါငယ်တယောက်ရလာသည်ဖြင့်ငိမ့်မှာပိုး၍အလုံများလာသည်နှင့်အမျှသမီးတန်းလေးကိုရကင်ကားလောက်မပြုစုနိုင်တော့ပေ။သူသားငယ်နှင့်ပင် အတော်အလုံးရှုံနေသည်။ ။သမီးတန်းလေးဒီခလေးအတီမျိုးထက်ဘာမှမသိတော့လဲ။ရိမ့်တန်းတို့ခါတိုင်းလောက်မကတ်တော့ဘူး။ကျွန်တော်ကသာကတ်၍ပလီတက်သည်၊ချွဲတက်သည်။ဒါမောင်ငိမ့်တင်လေးလာကြောကြောရောက်လာသည့်အခါတွင်ရည်တက်ပြုံးတက်နှင့်တဝူဝူတဝောဝါစကားပြောတတ်လေသည်။ကျွန်တော်ဒီလေဖအေးတူသားကြီးကိုချစ်လိုက်ရသည်နှင့်အမျှတခါတခါသမီးတန်းလေးကိုပင်မေ့၍နေတတ်သည်။အလုံးမပြန်ရင်တားကိုပွင့်ကြည့်ရင်တဝူးတဝါဝါနဲ့မြူကစားနေမိသည် ထိုအခါ၌တမီးတန်းသည်ခတ်ဝဲဝဲမှကျွန်တော်တို့သားအပကိုစိုက်၍ကြည့်နေတတ်သည်တခါတရံတွင်လည်းသူ့ဘသားသူတယောက်တည်းကစား၍နေတတ်ပေသည်တန်းလေးသည်ခါတိုင်းလောက်သူ့အပေါ်တွင်မယူရသည်ကိုသိသည်ဖြင့်သူ့ဘသားသူတယောက်တည်းကစားခြင်းဖြစ်ကောင်းဖြစ်ပေမည်သို့သောကျွန်တော်သည်ထိုအဖြစ်ကိုမတွေးမိပေသို့သောတမီးတန်းလေးခါတိုင်းလောက်မရှင်ပြသည်ကိုတော့သတိထားမိသည်သို့ပြင်တညက်နေတွင် ကျွန်တော်အလုံးမှစောစောပြန်လာခဲ့မိသည်ဟောတသားတို့ပြပြပြန်လာပြီ ်ငိမ့်ဒီကျွန်တော်ပြန်လာဒီကိုမြင်လျင်တတအာနှုတ်တိုက်နေရင်မှပြောလိုက်သည်တန်းလေးဒီငိမ့်နဲ့မနီးမွေးတွင်ကစားစရာအယုံများနေကစားနေရင်ကျွန်တော်ကိုလှမ်း၍ကြည်ရင်ပြုံးနေသည်ကျွန်တော်ဒီအိမ်ပေါ်သို့ကြပြားကြရတက်ကအိမ်ကြီးလုံးကြီးများလဲလှယ်ပြီးတားကြီးကို ကောက်ယူပွေ့ချလိုက်မိသည်ဟေ့တားကြီးခပေဒီမှာကွာကျွန်တော်ကတားသားကိုမြှူချော့၍နေမိသည်မိမြကြပြီမသိတန်းလေးဒီကျွန်တော်အနားတွင်ရောက်နေပြီး ျွန်တော်သားအားမြှူချော့နေသည်ကိုမျက်နှာကလေးညှိုးငယ်စွာစိုက်၍ကြည့်နေလေသည်ကျွန်တော်သည် သမီးတိုင်းလေးကိုကြည့်ရင်းအလိုလိုဝမ်းနည်းလာမိသည်ကျွန်တော်တို့မှာကိုသားရင်ရလာသည်ဖြင့်သမီးတိုင်းလေးကိုရခင်ကလောက်မယူရမိသည်ကိုလည်းတွေးမိသည်ရခင်ကသမီးကိုတယူတရားနှင့်ချစ်လာခဲ့သည်များကိုလည်းပြန်လည်မြင်ရောက်လာသည်သမီးတိုင်းလေးသည်ကလေးဖြစ်တော်လဲမိတို့ခံစားရမည်ကိုနားလည်လာမိသည်တို့ကြောင့်ကျွန်တော်သည်တသားကိုငိမ့်တန်းသို့ပေးလိုက်ရင် ငုံမဲမဲနဲ့ဖြစ်နေသောသမီးကိုပွေယူကာချိလိုက်သည်ဖိဖိယသမီးကိုချစ်ပါတယ်ကွာကျွန်တော်ကဝမ်းနဲ့တန်ဖြစ်သမီးတန်လေးကိုပြောလိုက်မိသည် သမီးတန်လေးသည်မိသည့်အချင်းကစူဆောင်း၍ဝမ်းနဲ့နေသည်မသည်ကျွန်တော်ပြောသည့်စကားကို အပြည့်အဝနားလည်သည် နားမလည်သည်မသည်ရှိုက်ကြီးတင်ကြီးနှင့်ငိုလေတော်သည် ကျွန်တော်မှလည်းသမီးတန်လေးကိုအငိုတိတ်ရန်အမျိုးမျိုးချော်ရင်းကိုကိုကိုမျက်ရည်မကျမိအောင်ထိန်းချုပ်ထားရင် ျွန်တော်အပြစ်ကိုပြရွေးတတိယဝန်းနေနေမိသည်နောင်တရနေမိသည် ထိုနေ့ကခံစားရသည့်စိတ်နှင့်ထိုနေ့ကအပြစ်တို့သည်ကျွန်တော်ယင်၌တသက်တွင်မေ့ပြောက်သွားမည်မဟုတ်သလိုတန်းလေးသည်ထိုနေ့ကတားနေမချာသမီးရင်ကလေးဖြစ်ရသည့်ခံစားချက်နှင့်စိတ်တို့သည်ကျွန်တော်တသက်တွင်ပေါ်ပေါက်လာအောင်မည်မဟုတ်တော့ပေထေဝါဟုတ်ကဲ့အခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ ိုစိတ်နှပြကြမှာချမ်းသာပါစေ။